နောက်ဆုံးမှ iPhone နဲ့ sponsor ပေးနေရင်နိုင်ငံသားကချစ်သူအကြောင်းကိုပြောလိုက်တဲ့ Amazon ပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမန်းလေး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီမောက်ကို iPhone sponsor ပေးနေတဲ့ sponsor ပေးအကြောင်းကိုပြောလာတာကတော့တရုတ်ဆောင်အစိုးရ Amazon မှာအရာရာကိုကြိုသိနေလို့နာမည်ကြီးတဲ့အီမီဇန်ကမြန်မာပြည်တော် season 2အဆိုပြိုင်ပွဲကနေအနုပညာလောကရဲ့ကိုဝင်ရောက်လာတဲ့အဆိုတော်တဦးပါ ဒါပေမဲ့လည်းအီမီဇန်ကမြမိုက်တော်ပြန်ပွဲမှာလည်းအစောဆုံးပြုတ်ခဲ့ရတယ်လို့ကိုပိုင်တချင်းတွေထုတ်ပြီးတော့အဆိုတော်လုပ်ဖို့လည်းစူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒီလိုနဲ့ပဲအီမီဇန်တယောက်အနုပညာအလုပ်တွေနဲ့မထင်မရှားဖြစ်နေခဲ့တာပါဒါပေမဲ့သူကသူတိုက်ဆက်ပဋ္ဌာန်းဆက်ပါတယ်လို့ပြောပြီးတော့ဟိုဘူးတီဘူးလောက်ပြအပြေးမှာပြည်သက်တွေကြားထဲမှာရုတ်တရက်နာမည်ကြီးလာခဲ့ရဖြစ်ပါတယ်အီမီဇန်ကသူဟာလိမ့်ပြန်လာတာကြောင့်အထက်ပုဂ္ဂိုလ်တွေနဲ့အဆက်အသွယ်ရှိပြီးတော့နတ်တွေဘိုးတော်တွေတိုက်ဆောင်ပုဂ္ဂိုလ်တွေကကြိုက်တယ်လို့ဝင်ဘူးနိုင်တယ်လို့ပြောထားပါတယ်ဒါအပြင်အီမီဇန်ကအ ြားမြင်ရပြီးတော့အရာရာကြိုသိနေလို့လည်းပြောထားပါသေးတယ်။အီမီဇန်ရဲ့ကြိုသိနေရဆိုတဲ့စကားကပရိသတ်တွေကြားမှာတော်တော်လေးကိုရေးပန်းစားခဲ့ရပါအစတော်လောက်ပြီးလူမသိသူမသိအောင်မြင်မှုမရခဲ့တဲ့အီမီဇန်ဟာအခုလိုမျိုးလူတွေကြားထဲမှာအထက်လန်းလိုလိုအကြမ်းမြင်လိုလိုနဲ့အောင်မြင်လာခဲ့ပြီးရဲ့နောက်မှာတော့ရုပ်ရှင်ဇာတ်ကားတွေဇာတ်တိုက်ရိုက်ကူးနေရပါတယ်။အီမီဇန်ကအစောပိုင်းမှာတော့သူမဟာတိုက်ကလာတာကြောင့်အိမ်ထောင်ပြုလို့မရဘူး။ရီးစားတောင်ခွင့်ပြုချက်နဲ့ပဲထားလို့ရတယ်ဆိုပြီးပြောခဲ့ပါသေးတယ်။ အီမီဇန်ကအခုချိန်မှာတော့နိုင်ငံခြားကစပွန်ဆာဘဲကြီးအကြောင်းကိုပြောလာပါတယ်။အီမီဇန်ရဲ့နိုင်ငံခြားကစပွန်ဆာဘဲကတော့အီမီဇန်ကနောက်ဆုံးပေါ် iPhone တွေပေးနေရပါ အီမီဇန်ကအခုလေသူမပါဝင်တဲ့အိမ်မြောင်ရုပ်ရှင်ဇက်ကားကြီးရဲ့ပရီရှိုအခမ်းအနားမှာတော့ iPhone နဲ့ဈေးအကြီးဆုံးနိုင်ငံသားဖြစ်ရေမွေးတပလင်းကိုလက်ဆောင်ရခဲ့ရဖြစ်ပါတယ်။အီမီဇန်ကအရင်တုန်းကလေသူမပါဝင်တဲ့ရုပ်ရှင်ဇက်ကားရုံတင်တဲ့ပွဲတက်တိုင်းမှာနိုင်ငံသားကစပွန်ဆာပေးကြောင့် iPhone တစ်လုံးစီကိုလက်ဆောင်ရထားတာဖြစ်ပါတယ်။ဒါကြောင့်လေအီမီဇန်ကရုပ်ရှင်ဇက်ကားများများရိုက်တိုင်းအခုလို iPhone တစ်လုံးစီလက်ဆောင်ရနေရကြောင့်အခုစတဲ့သူမမှာ iPhone တွေအများကြီးဖြစ်နေပြီးတော့ထားစရာနေရာမရှိတော့တာကြောင့်မကြခင်မှာဆန်ဖွင့်ရအောင် ယ်လို့ဆိုပါတယ်။ Amazon ဟာ iPhone 60 Pro Max နဲ့အတူဈေးကြီးတဲ့ရေမွေးပါဝင်3000ကျော်ဘူးလောက်လက်ဆောင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အိမ်မီဆန်ကသူမဘွားမှာဒီလိုလက်ဆောင်မျိုးအများနဲ့ရနေကြဖြစ်လို့တိတ်ပြီးတော့ဂုံမစားချင်တော့ဘူးလို့ဆိုပါတယ်။အထူးသဖြင့်အိမ်မီဆန်ကဒီလိုလက်ဆောင်မျိုးကိုအများနဲ့ရလိမ့်ရှိရလို့ဆိုပါတယ်။အိမ်မီဆန်ကဒီလိုမျိုး surprise လက်ဆောင်တွေအများကြီးရတာကသူမရဲ့အတိတ်ပါရမီကြောင့်ဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းပရိသတ်တချို့ကတော့အိမ်မီဆန်ဟာသူမရဲ့ sponsor ပဲကြီးကို surprise ဆိုပြီးတော့အတင်းပေးခိုင်းကဂုံစားနေရဖြစ်ရမယ်လို့ဆိုကြပြန်ပါတယ်။ အီမီဇန်ကတော့သူမဘွားမှာလူချင်းသားတွေကိုပူဇော်ကြမလို့ပဲအလိုလိုရတယ်လို့ဆိုပါတယ်။ဘာပဲဖြစ်ဖြစ်အီမီဇန်ကမီဒီယာတွေမှာယူးတယ်လို့လို့ပေါ်တယ်လို့လို့လုပ်နေလို့လူတွေကတော့လှောင်ပြောင်ကြပါတယ်။ဒါပေမဲ့လည်းချောမောလာပါတဲ့မိန်ကလေးဖြစ်လို့ချစ်သူရှိတာကတော့မဆန်းပါဘူး။တချို့သောသတင်းတွေအရတော့အီမီဇန်ရဲ့ချစ်သူကနိုင်ငံသားမှာကုမ္ပဏီလုပ်ငန်းများစွာပိုင်ဆိုင်နေတတိကြီးဖြစ်ကြောင်းသိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစပွန်ဆာကြောင့် iPhone တွေမနာတမ်းရနေတဲ့အီမီဇန်ကို ားကြနေပြီလားဆိုတာပြောသွားခဲ့ပါအောင်ရှင်အစောတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်